မိမတယောက်ဟာ လူရွေးမှန်သွားရင်တသက်လုံးတည်ငြိမ်ရင်ကြမိုးတွေနဲ့ဟန်ဆောင်နေစရာမလိုတော့ပဲအဲ့ဒီရင်ခွင်ကြီးအထက်မှာကလေးလေးတယောက်လိုမျိုးတသက်သားအတွက်စိုးခွင့်နေခွင့်ရတာရောတဲ့ကိုဘလောက်ဆူဆူကိုဘလောက်ရီရီကိုဘလောက်ပဲကလေးဆန်ဆန်လူရွေးမှန်သွားရင်ကိုရဲ့ဖြစ်တယ်မို့ပေါ့အပြစ်မမြင်တဲ့အပြင်စစ်စရာလေးလို့မြင်ခံရတာဟာလေ တကယ်နိဗ္ဗာန်မှာပဲကွယ်။ကံကောင်းခြင်းဆိုတဲ့အရာတွေထဲမှာလူရည်မှန်ခြင်းဆိုတဲ့အရာဟာတကုအပါဝင်ပဲမို့လူရည်မမဖို့ကသိအရေးကြီးတယ်။ရွေးချယ်မှုမှာသွားရင်လက်တွဲဖို့မှာသွားရင်မိမတယောက်ရဲ့ဘဝဟာ ပူလောင်မှုတွေကြတယ်နေမွန်သွားရသလိုလူရည်မှန်သွားတဲ့အခါကျရင်လေနေ့ရက်တိုင်းကသူ့အလိုလိုပျော်စရာကောင်းတယ် ကံကောင်းခြင်းတွေအဖြစ်ရောက်ချီသွားတော့တာပါပဲလူရေးမှန်သွားရင်ညက်ရီကြဖို့မပြောနဲ့ပြုံးပြော်ရလွန်လို့တောင်းအတွေးနဲ့လွန်ပြီးဝမ်းနေရမယ့်အချိန်ဆိုတာမချီတဲ့လောက်ကိုခြားသွားရောပဲလူရေးမှန်သွားခြင်းကအဲ့ဒီလောက်ထီကိုပျော်စရာကောင်းလွန်ခဲ့တာမျိုးပါ အမျိုးသမီးငယ်လေးတို့ရေအဲ့ဒါကြောင့်မို့ကိုကိုနာကျင်စေတဲ့လက်လေးတွေကိုရဲရဲသားလွတ်ချပြစ်လိုက်ပြီး ကိုကိုပြောချင်စေတဲ့ရဝန်းစီမှာချင်းတန်ပြစ်ဖို့တတိရှိပြစ်လိုက်ပါကွယ်ဘလောင်ပဲငိုထားပါစေအလားဆုံးပြုံနာတယ်ဒန်ယာဆိုတာပျောက်သွားရင်တော့အမရွက်ကလေးကကြံနေမှာပဲလीဒါပေမဲ့ကြံနေတဲ့အမရွက်ကိုတော့ကြည်ပြီးပြန်နာနေမှာမဟုတ်ဘူးဘာကြောင့်ဒန်ယာရခဲ့လေဆိုတာသိပြီးပြီဆိုတော့နောက်ထပ်မနာကျင်အောင် သင်္ကန်းစာယူရမှာပါဘဝမှာလည်းဒီလိုပဲ မချက်ဖူးခဲ့တဲ့တချိန်ကယူခဲ့မိတဲ့ကိုကိုကို ချက်မိလိမ့်မယ်။မချက်တဲ့လူကိုချက်ခဲ့မိလို့နောင်တရမယ်။ဒါတွေကအတိမ်မှကြံနေပါပြီ။ပြီးသွားပြီဖြစ်တဲ့ကိစ္စတွေကို ပြန်တွေ့ရင် နာကျင်ရမယ့်အတူတူ နောက်တက်ဒီလိုအဖြစ်တွေနဲ့မကြုံအောင်သင်ငန်းစာယူပါ။ဘဝမှာ မချက်တဲ့မချက်တိုက်သူနဲ့လမ်းခွဲတာက နောင်တရဖို့မဟုတ်ဘူး။သင်ငန်းစာယူဖို့ပါ။ ဒါကြောင့်တန်းရကိုနာကျင်ဖို့ပြန်ကြည့်နေမေးစောသင်္ကန်းစာယူရင်မချစ်တိုက်သူနဲ့လွဲသွားတာကကို့အတွက်ကံကောင်းခြင်းတစ်ခုပဲဆိုပြီးအလားဆုံးပြုံးပါ။